နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ဧပြီလ9ရက်တနင်္လာနေ့ ဟေရှာယအနာဂတ်တိချံခန်းကြီး46အငယ်3မှ9အိုယာကုပ်အမျိုးသားတို့ငါစကားကိုနားထောင်ကြလောကြံကျွင်းသောဣသရေလအမျိုးသားအပေါင်းတို့ဘွာစားကပင်သင်တို့ကိုငါထမ်းလိပြီအမိဝန်တဲမှစ၍ငါဆောင်ရွက်လိပြီသင်တို့အသက်ကြီး၍သပင်ဖြူသည့်တိုင်အောင်ငါသည် ထိုသို့သောသူဖြစ်၍သင်တို့ကိုဆောင်ရွက်မည် ငါပြုခဲ့ပြီးသည့်အတိုင်းထံဥမီ ဆောင်ရွက်၍ကဲ့တင်မီဒင်တို့သည်ငါကိုအဘယ်သူနှင့်ပုံပြကြမည်နီအဘယ်သူနှင့်တူစေကြမည်နီတူအောင်အဘယ်သူနှင့်ခိုင်းနိုင်ကြမည်နီ ရွေကိုအိတ်သေးကများစွာထုတ်လျက်ငွေကိုလည်းချိန်တွင်နှင့်ချိန်လျက်ပဒိန်သမားကိုငှား၍ဖျားကိုလှုပ်စေပြီးမှပြဝုတ်ကိုးွယ်ကြသည်တကား ထိုဖျားကိုပခုံးပေါ်မှာထမ်း၍ဆောင်းသွားသဖြင့်သူ့နေရာ၌ထားကြ၏သူသည်လည်းမတ်တက်နေ၏သူ၏နေရာမှသူမရွှေ့နိုင်သူကိုအဟစ်တော်လဲသူသည်မထူဒုက္ခဆင်းရဲတဲကမကယ်မနှုတ်နိုင်အိုဖောက်ပြန်တော်သူတို့ဤအမှုကိုအောက်မေ့၍ယောက်ျားကုန်ကိုပြကြလောတတိနှင့်ဆင်ခြင်ကြလော ရှေးကာလ၌ဖြစ်ဘူးသောအမှုအရာတို့ကိုအောက်မိကြလောငါသည်ဖျားသခင်ဖြစ်၏ငါမတပါအခြားသောဖျားမရှိခွာစားကပင်တင်းတို့ကိုငါထမ်းလီပြီအမိဝန်းထဲမှစ၍ငါဆောင်ရွက်လီပြီတင်းတို့အသက်ကြီး၍သပင်ဖြူသည့်တိုင်အောင် ငါသည်ထိုသို့သောသူဖြစ်၍သင်တို့ကို ဆောင်ရွက်မည်။ဟေရှာယအနာဂတိချံအခန်းကြီး46အခန်းငယ်3နဲ့4။ကဘာအဆက်ဆက် ကျွန်ုပ်တို့နှင့်အတူရှိသောဖျား။ဒဲမတ်နိုင်ငံမှလေးလာမှုတစ်ခုတွင် ကျွန်ုပ်တို့အများစုကြုံရလေရှိသည့်မိမိကိုယ်ကိုလက်ရှိအသက်ထက်ပုံငယ်သည်ဟု ထင်မြင်တတ်ခြင်းကို တွေ့ရှိခဲ့သည်လိလာချက်များအရာ မိမိလက်ရှိ အသက်အရွယ်မြည်တို့ပင်ရှိရှိ ကျွန်ုပ်တို့အားလုံးသည်မိမိကိုယ်ကို20ရာခိုင်နှုန်းလောက်ငယ်သည်ဟု မြင်ကြသည် အသက်50အရွယ်အမျိုးသမီးက သူ့ကိုယ်သူအသက်40အရွယ်ဟု စိတ်ကူးရင်တတ်သည်ဝေါငါအသက်က9နှစ်ဒါပေမဲ့ငါမှ6နှစ်သားတယောက်ရဲ့သွက်လက်မှုနဲ့နှုပြုံမှုတို့ရှိတာပဲဟုကလေးအတွေ့ဟာသဇလန်းပမာယုတ်တိမဆန်ဖြစ်နေသည် ကျွန်ုပ်တို့အားလုံးအသက်ကြီးလာခြင်းကိုအထူးတလဲသိပ်ပံနီးကြလေ့လာပြီးသိတာထင်ရှားစွာဖော်ပြရန်မလိုအပ်ပါဤအကြောင်းကိုလည်းနှုတ်ကပတ်တော်၌များစွာပြောထားပါသည်ဟေရှာယအနာဂတ်ကျမ်းတွင်အိုမင်းယင့်ယောကနွမ်းနယ်လာသည့်ဣသရေလလူမျိုးတို့အားရည်ညွှန်းခြင်းဖြစ်တော်လဲကျမ်းအ내ဖွင့်သည့်ဓမ္မပညာရှင်တစ်ယောက်ကဣသရေလအမျိုးအားပေးထားသောဤဂတိတော်သည် ။ဩမင်းအာယုတ်လာသည့်လူမျိုးနီးတူရှေးကပြုတ်ခဲ့သောဂရိတော်ဟောင်းဖြစ်တော်လေ။ခေအဆက်ဆက်ခရစ်တော်နောက်တော်လိုက်သူတိုင်းနှင့်သက်ဆိုင်သည်ဟုဆိုထားပါသည်။ပရောဖက်ကြီးကဖွားစားကပင်တင်တို့ကိုငါထမ်းလေပြီ။အမိဝန်းထဲမှဆ၍ငါဆောင်ရွက်လေပြီ။ဟုဖျားသခင်အပေါ်သစ္စာရှိသူတိုင်း၏ဘဝတလျှောက်ကိုတော်ဤထောက်ပံ့မဆပေးမှုကိုပြန်လေအမှတ်ရစေသည်။ ထို့ကြောင့်အသက်ကြီးလာသည်ကိုကျွန်ုပ်တို့စိုးရိမ်ကြောက်ရွံ့နေစဉ်တွင်ဖျားသခင်သည်ကျွန်ုပ်တို့နှင့်အတူရှိနေကြောင်းကိုအမှတ်ရပါသင်တို့အသက်ကြီး၍သပင်ဖြူသည့်တိုင်အောင်ငါသည်ထိုတို့သောသူဖြစ်၍သင်တို့ကို ဆောင်ရွက်မည်ဟုဖျားရှင်ဂတိပေးထားသည်သင်အသက်မြင့်မြပင် ရှိစေကမူလက်ရှိအသက်ထက်20ရာခိုင်နှုန်းငယ်သောအမြင်ဖြင့်ထင်မြင်နေပါစေငါပြုခဲ့ပြီးသည့်အတိုင်းထမ်းအောင်မည် ဆောင်ရွက်၍ကဲတင်မြီဟုသောယနေ့ဖျားသခင်ဂတိတော်ကိုစွဲကင်ထားပါပေရွေကြီးရင်ချင်းနှင့်ဆက်လင်း၍စိုးရင်ပူပန်မှုများကိုမြည်သို့သော နီးများဖြင့်ရင်ဆိုင်နေရသည်။ ဟေရှာယဤစကားများမှသင်မြည်သို့နှစ်သိမ့်မှုရနိုင်သည်ချစ်ခင်ရပါသောဖခင်ကျွန်ုပ်သည်ဘဝတွင်ပင်ပန်းနွမ်းနယ်နေရပါသည်ဂျေဇုပြု၍ဖခင်ထံမှလာသောခွန်အားကိုပေးတော်မူပါကိုတော်သည်အကျွန်ုပ်ကိုဆက်လက်ပို့ဆောင်ပြီးကယ်တင်မည်အကြောင်းတောင်းလျှောက်ပါ၏ နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။